မင်္ဂလာပါရှင်မန္တလေးခေတ်ကကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့နိုင်ငံတော်ဆုံးရှုံးထားတဲ့မြို့များနဲ့နေမြေများကိုပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယာရူတိုးဘွယ်တစိမ့်နဲ့ထိုင်ထိုင်တန်တန်စူချရမယ်လို့အကြံဖက်မင်းအောင်လိုင်ကမျှလုံးပြီးတဲ့အကြောင်း တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်စစ်ကောင်စီကဆုံရှုံထားတဲ့နေမျိုးတွေကိုပြန်လည်တိုက်ခိုက်ရယူနိုင်တဲ့စစ်တပ်ရရှိများနဲ့လက်အောက်ငယ်သားတွေကိုရာလူတို့ဘွဲတစိမ့်နဲ့ထိုက်ထိုက်တန်တန်ဆူချမယ်လို့မြန်မာနိုင်ငံကမှတ်လုံးပေးလာကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ် အကြံဖက်စစ်ကောင်ဆောင်မင်းရလိုင်ကနိုင်ငံမှာတည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးရှိဖို့အလွန်အရေးကြီးနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့နိုင်ငံတော်ဝန်ကိုတာဝန်ကျေပြွန်စွာနဲ့ရွံ့ရွံ့ချွန်ချွန်ထမ်းဆောင်ဖို့လိုအပ်ကြောင်းကောင်ဆောင်ပိုင်းအနေနဲ့လည်းမိမိရဲ့အသက်ကိုပြဓာနမထားဘဲတာဝန်ကျေပြွန်စွာထမ်းဆောင်နိုင်တဲ့စစ်သားများဆုံရှုံထားတဲ့နေမည်များကိုပြန်လည်ရယူနိုင်တဲ့အထိတိုက်ခိုက်နိုင်တဲ့စစ်သားများနဲ့အရာရှိများကိုယာဓုတို့ဘွယ်တစိမ့်နဲ့ဘဝနောင်ရေးစိတ်အေးနိုင်တဲ့ထိုက်ထိုက်တန်တန်စုများချင်းမြင့်ပေးရမယ်လို့မလုံပီလာကြောင်းသိရပါရယ်ဒီနှစ်အတွင်းမှာမြို့တွေဆုံရှုံထား ားတဲ့နေမျိုးတွေကိုပြန်လည်ရယူပေးနိုင်ရင်ယာရူတိုမယ်ပွဲတစိုက်တွေလည်းချီမြှင့်မယ်နောက်ဆုံးဘဝနောင်ရေးစိတ်အေးနိုင်တဲ့အထိထိုက်ထိုက်တန်တန်စုချမယ်ဆိုပြီးမလုံပေးလာပါတယ် အခုလည်းစကန်းငယ်တွေကင်းစကန်းတွေပြန်သိမ်းနိုင်တဲ့တက်နဲ့စစ်ကြောင်းတွေကိုငွေသားစုပေးတာတွေလုပ်နေရလို့နေပြည်တော်စစ်ဘက်တရင်ရင်းမြစ်တွေကရှင်းပြပါရင်ဒါအပြင်စစ်ကောင်စီလီတက်အတွင်းလေရင်များပုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့လီတက်အရာရှိတွေကိုလည်းငွေကြီးဆိုင်ရာထောက်ပံ့မှုတွေကိုစစ်ကောင်စီကလှုပ်ဆောင်နေရရှိကြောင်းလီတက်အရာရှိတွေရဲ့မိသားစုတွေနဲ့အဆွေမျိုးလုံခြုံရေးအတွက်တက်အတွင်းလာရောက်နေထိုင်ခွင့်ကိုလည်းရခင်ကလေးကခွင့်ပြုထားရမှာအခုအခါပုံမကျဲဝန်းတဲ့နေအိမ်နဲ့အဆောင်များပံ့ပိုးလာကြောင်းသိရပါရယ်အကြံဖက်စစ်ကောင်စီအောင်မရောက်နိုင်ကလာ မယ်2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းရွှေကောက်ပွဲကျင်းပပြုလုပ်မှာဖြစ်ပြီးအဲဒီရွှေကောက်ပွဲမတိုင်မီတာဝန်ထမ်းဆောင်နေတဲ့စစ်တပ်ရရှိတွေနဲ့စစ်သားတွေအနေနဲ့ဆုံရှုံထားတဲ့နေမြင်နဲ့မြို့များအများဆုံးပြန်လဲသိမ်းပိုင်နိုင်ဖို့ဖိအားပေးလျက်ရှိကြောင်းသိရပါတယ်။ဆလတ်ပြီးမြောင်းလိုင်းရဲ့တားနဲ့သမီးတို့ကစီးပွားရေးလုပ်ငန်းများအကြီးအကျယ်လုပ်ကိုင်နေခြင်းဝန်ထမ်းတွေကိုတော့ပြင်ပစီးပွားရေးမလုပ်ဖို့အကြံပေးစစ်ကောင်ဆောင်တွေကလျှို့ဝှက်ညွှန်ကြားချက်ထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။ အကြံဘက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့တာအောင်ပြေဆောင်တဲ့တမင်ခင်တီရီတမွန်တို့ကမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများအကြီးအကျယ်လုပ်ကိုင်နေတော့လဲစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများနဲ့ဇနီးသားသမီးတွေကိုစီးပွားရေးလုပ်ကိုင်ခြင်းမပြုဖို့လိဝတ်အမိန့်ညွှန်ကြားချက်တရထုတ်ပြန်လာကြောင်းသိရပါရယ်အကြံဘက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကနန်းစီရံဝန်ထမ်းတွေအနေနဲ့ပြင်ပစီးပွားရေးများမလုပ်ကိုင်ဖို့တားမြစ်ထားကြောင်းဝန်ထမ်းကျင့်ဝင်နိုင်ငံဝန်ထမ်းနဲ့ဤဥပဒေတွေအရနိုင်ငံဝန်ထမ်းများအနေနဲ့မိမိတို့ရဲ့လုပ်ငန်းတာဝန်နဲ့တိုင်းရိုင်းဖြစ်စေတွယ်ဝိုင်းရေးဖြစ်စေဆက်ဆက်မှုရှိတာဒါမှမဟုတ်မိမိတို့ရဲ့ဇနီးသား သမီးများအမြင်ခံပြီးအခြားပြင်ပစည်းဝိုင်းလုပ်ငန်းများမှာလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုဖို့ညွှန်ကြားထားကြောင်းသိရပါတယ်။နိုင်ငံဝန်ထမ်းများအနေနဲ့စည်းဝိုင်းလုပ်ငန်းကိုမလုပ်ဆောင်ဖို့1940ပြည်နှစ်အစိုးရဝန်ထမ်းများကျင်းဝင်ဤဥပဒေများ2004ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ဝန်ထမ်းကျင်းဝင်အပိုင်းရှင်မှ၎င်း2013ခုနှစ်မလာရှိရနေထုတ်ပြန်ခဲ့တဲ့နိုင်ငံဝန်ထမ်းဥပဒေပုံမှန်39မှာ၎င်း2014ခုနှစ်မလာ26ရက်နေ့ကထုတ်ပြန်ခဲ့တဲ့နိုင်ငံဝန်ထမ်းဤဥပဒေပုံမှန်190မှာ၎င်းပြဋ္ဌာန်းထားကြောင်းဒါကြောင့်အစိုးရညွှန်ကြားချက်ကိုဝန်ထမ်းများအားလုံးသိရှိလိုက်နာမှာဖြစ်ကြ ောင်းစစ်ကောင်စီရဲ့ညွန်ကြားချက်မှာဖော်ပြထားပါတယ်။မင်းအောင်လိုင်ရဲ့တားဖြစ်သူအောင်ပြေဆောင်မှာပြည်ရင်းစီဝိုင်းလုပ်ငန်းများစွာကိုအမည်မျိုးမျိုးကုမ္ပဏီမျိုးမျိုးနဲ့လောက်ကင်လျက်ရှိပါတယ်။ အောင်မြင်ဆုံးရင်ကုမ္ပဏီတွေကစစ်တမ်းရဲ့စောင်းလုံရေးတင်တာဝင်ကြီးဌာနတွေရဲ့စောင်းလုံရေးတင်တာများစွာကိုရရှိထားပြီးဥပမာအားဖြင့်ရန်ကုန်ရှိအမတ်တင်းစစ်စေးရုံအထူးကုစင်တာပြင်ဦးလွင်ကရင်ခွနရကင်ဆာကုသစေးရုံပါဝင်စစ်တမ်းနဲ့သက်ဆိုင်တဲ့စောင်းလုံရေးလုပ်ငန်းများအားလုံးတလားရှိတော်ပီဒိုစက်ရုံပါဝင်တင်တာများစွာရရှိခဲ့ပါတယ်။ဒါအပြင်မင်းအောင်လိုင်ရဲ့တာဖြစ်သူအောင်မြင်ဆုံးကကြောက်ပြူရင်းနဲ့စိတ်ကမ်းမှာစိတ်ကမ်းဆိုင်ရာ project စစ်တွေစိတ်ကမ်းစီမံကိန်း project ရန်ကုန်မြို့မြောက်ရီမီဒီယာစင်တာတည်ဆောက်ရေး project တောင်ဥကလာပါက ောက်ခွင့်ပြင်ဆင်မှု project ရုရှား73စီရောင်းဝယ်ရေးကော်မတီကဲ့သို့သောစစ်တပ် project များဆိုလာပြားများတင်သွင်းခြင်းနဲ့ဆိုလာတာပိတ်ဆိုင်ရုံများတည်ဆောင်ရေးလုပ်ငန်းများမှာလည်းလုတ်ကန်ခွင့်ရရှိခဲ့ပါတယ်။မင်းအောင်လိုင်းရဲ့သမီးခင်တီးသမွန်ကတော့အမှုပညာရှင်နဲ့ဖြောပြင်းလုပ်ငန်းများကို 7s ရုပ်ရှင်ထုတ်လုပ်ရေး SM window ရုပ်ရှင်ထုတ်လုပ်ရေးစတဲ့အမည်မျိုးမျိုးနဲ့လုတ်ကန်ပြီးပြည်တွင်းကို NPK Motor Company Limited ကုမ္ပဏီအပါအဝင် ကုမ္ပဏီများစွာတည်ထောင်ပြီးလျက်စစ်ကားတွေကိုတင်သွင်းခြင်းလျက်စစ်ကားအာသွင်းရုံများတည်ဆောက်ခြင်းတွေကိုလောက်ကင်ခွင့်ရရှိထားတယ်လို့သိရပါတယ်။ဇလတ်ပြီးပြည်ပနိုင်ငံတွေကိုတောင်းရောက်ခွင့်ပြုမယ်မြန်မာလူသမားအရေးအတွက်ကန့်သက်စရင်ကိုစစ်ကောင်စီကကြီးညာမှာဖြစ်ပြီးခွင့်ပြင်းမြန်မာလူသမားများပြည်ပကိုပြန်လည်ထွက်ခွာခွင့်စစ်ကောင်စီကတိုင်းရိုက်ထိန်းချုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီကပြည်ပနိုင်ငံတွေကိုမြန်မာလူသမားတွေဆေးလွတ်ခွင့်ပြုမယ်။အလုသမားအရေးအတွက်ကိုကန့်သက်သွားမှာဖြစ်ပြီးမကြမီနိုင်ငံအလိုက်တောင်းရောက်လို့လွတ်ခွင့်ပြုမယ်။အလုသမားအရေးအတွက်စရင်ကို ုတရားဝင်ထုတ်ပြန်ကြေညာမှာဖြစ်ကြောင်းနေပြည်တော်အလုံသမားဝင်ကြီးဌာနတရင်အရင်မြစ်တွေကပြောဆိုပါတယ်စင်ကာပူမလေးရှားထိုင်းဂျပန်ကိုရီးယားရုရှားစတဲ့မြန်မာလူသမားတွေတွားရောက်လုံလုံတဲ့နိုင်ငံတွေလိုက်အလုံသမားပို့ခွင့်ပြုမဲ့အရေးအတွက်မကြခင်ထုတ်ပြန်မှာမယ်အရင်လိုအများကြီးတော့ထွက်ခွင့်မပြုတော့ဘူးလုပ်ငန်းစဉ်တွေလည်းပို့ကြလာမှာဖြစ်တယ်လို့ပြည်ပအလုံကိုင်းထွက်ခွင့်ရမယ်အရေးအတွက်လည်းကန့်တတ်ဖို့ရှိတယ်လူကြီးတွေဆွေးနွေးနေတော့မှာပဲလို့နေပြည်တော်အလုံသမားဝင်ကြီးဌာနတရင်အရင်မြစ်ကပြောပါတယ်စစ်ကောင်စီကခန့်အပ်ထားတဲ့အလုံသမားဝင်ကြီးအသေးချက်တွေက နိုင်ငံအလိုက်လုံသမားစီလုံးမဲ့အရေးအတွက်ကိုကန့်သက်ချက်ရှိကြောင်းဖေဖော်ဝါရီလ15ရက်နေ့အေဂျင်စီတွေနဲ့တွေ့ဆုံစဉ်ထုတ်ဖော်ပြောဆိုခဲ့ရမှာအခုနောက်ဆုံးတည်ယဝင်ကန့်သက်မဲ့အရေးအတွက်ကိုထုတ်ပြန်ကြေညာရင်စီစဉ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ စစ်ကောင်စီကပြည်ပမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေမှာစစ်မှုထမ်းဖို့အကြောင်းဝင်နေတဲ့ပြည်တွင်းကိုပြန်လာစေစီမံချက်တွေနဲ့လှုပ်ဆောင်နေရာခွင့်ပြန်လာတဲ့မြန်မာလုံသမားတွေပြည်ပကိုပြန်လည်ထွက်ခွာခွင့်ကိုနေပြည်တော်လုံသမားဝင်ကြီးဌာနကတိုင်းရိုက်ကင်တွယ်စီစဉ်မှာဖြစ်ကြောင်းသိရပါတယ်ခွင့်နဲ့ပြန်လာမဲ့အလုံသမားတွေ OWIC မရှိရင်နေပြည်တော်ကိုစာရင်စာရင်အလုံးစုံနေနဲ့ရှောက်ထားပါမယ်အရင်လုံမယန်းကုံယုံမှာ OWIC ထုတ်မပြီးတော့ပါဘူးနေပြည်တော်ကနေခွင့်ပြုချက်ရမှာမြောက်တကုံယုံမှာ OWIC ထုတ်ခွင့်ရမယ် OWIC အရာပြီးရင် ဲပြည်ပထွက်ခွာခွင့်အတွက်နေပြီးတော့ကိုပဲပြန်တင်ရမယ်အဲ့ဒါကလည်းဘလောက်ကြာမလဲမမှန်းနိုင်ဘူး OWIC ရှိပြီးသားခွင့်ပြန်နေဆိုရင်လည်းပြည်ပထွက်ခွာခွင့်အတွက်နေပြီးတော့ကိုပြန်တင်ရမယ်စစ်မှုတန်းအသက်ရွေးအကျုံးဝင်နေရင်တော့ပြည်ပခွင့်ပြန်နေပြန်လဲထွက်ခွာခွင့်ရမှာမဟုတ်ပါဘူးလို့နေပြီးတော့အလုတ်သမားဝင်ကြီးဌာနသတင်းရင်းမြစ်ကဆက်လက်ရှင်းပြပါရယ်အကြံဖက်စစ်ကောင်စီကပြည်ပကိုအလုတ်ကိုင်းနေစေလို့မှုတွေကိုအလွန်တင်းကျပ်တဲ့စည်းကမ်းအမိန့်တွေနဲ့ထိန်းချုပ်လာတဲ့အတွက်ပြည်ပအလုတ်ကိုင်းအေဂျင်စီများလုပ်ငန်းဆက်လက်လက်ပတ်ရန်မဖြစ်နိုင်တော့တဲ့အခြေအနေကိုဆိုင် ရောက်လာကြောင်းပြည်ပလောက်ကန်အေဂျင်စီတွေကဆိုကြပါတယ်။ အလုပ်တွေကအခုအချိန်အနည်းတိုင်းလုံးလို့မရတော့ဘူးစီကံအရန်များလာရင်အချိန်ကဘလောက်ကြာမလဲမှန်းလို့မရတော့ဘူးအလုပ်သမားတွေကိုအချိန်မီမလွတ်နိုင်ရင်ဓမ္မလက်တာရဖို့ကလည်းခက်လာမယ်ဓမ္မလက်တာရတိုင်းလည်းအလုပ်သမားဝင်ကြီးဌာနကခွင့်မပြုရင်ပို့မရတော့ဘူးအရန်ကိုခက်ခဲရုံးကန်နေရတဲ့အချိန်အနည်းရောက်နေတာလို့ဂျပန်နိုင်ငံကိုကျွမ်းကျင်အလုပ်သမားစီလွန်နေတဲ့ပြည်ပလူကိုင်အေဂျင်စီပန်ရှင်တအုပ်ကဆိုပါတယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့ရွှေကျင်နယ်နဲ့ကြိုက်ထုံနယ်ကိုစစ်ကောင်စီလေးကြောင့် drone တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ကရင်အမျိုးအသားစီရင် KNU တက်မဟာ သုံးနေမြေရွှေချင်းမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပြီးတမဟာတင်နေမြေကြိုက်သူမြို့နယ်ကိုလည်းစစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုနဲ့နေအိမ်ပျက်စီးမှုတွေရှိကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။ KNU ညောင်လေးပင်ခရိုင် ခလထရီလူခရိုင်ရွှေကျင်မြို့နယ်စောတိမြို့နယ်တတူကုံရွာကိုစစ်ကောင်စီကမလ15ရက်နေ့လယ်မှာပေါင်300ပုံသီးနှလုံးနဲ့လာရောက်ပြခတ်ခင်ရအသက်50အရွယ်အမျိုးသားတအုပ်တရားရခဲ့ပြီးနေအိမ်နဲ့စာတင်ကြောင်းပြသခဲ့တယ်လို့အတည်ပြုပါတယ်။မလ14ရက်နေ့ကလည်းစစ်ကောင်စီတပ်ခလာရ964တရင်မှာ120မမ3လုံးပြခတ်ရကညင်ကျွန်းကျေးရွာအတွင်းကြားရောက်ပါခွဲခဲ့ပြီးပြည်သူအချို့နေအိမ်ပြသခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်မှပြည်သူလူထုတွေကိုပြမှတ်ထားပြီးအကြမ်းဖက်လုပ်ရများကိုလှုံ့ဆော်နေတာကြောင့် ။မြောင်လေးပင်ခရိုင်တွင်နေထိုင်တဲ့အရက်သားတွေအနေနဲ့အသက်ရှင်သန်ဖို့အတွက်စိုးရိမ်ကြောင်ရွံ့မှုများစွာရုန်းကန်နေကြရတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်က KNU တပ်မဟာတင်နယ်မြေကြိုက်တုံမြို့နယ်ကိုလည်း drone တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနေအိမ်နဲ့စိုက်ပျိုးပင်များထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုကမလ၁၈ရက်မှာထုတ်ပြန်ပါတယ်မလတရက်ကလည်းကြိုက်တုံမြို့နယ်ပြင်ကတုံ ကုန်းတုတ်တန်နဲ့ဧကတရားကြောင်မိုင်းနေရာတွေကိုစစ်ကောင်စီကဒရုန်းပုံတီး၆လုံးကျင်းချခဲ့ပြီးလက်နက်ကြီးတွေနဲ့လည်းပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုတိုက်ခိုက်ခဲ့လို့နေတချို့ပြက်စီပြီးကြိုက်တုံမျိုးနဲ့ခရဲချင်းရွာအုပ်စုစစ်ကင်းရွာမောက်ခမော့ချင်းရွာတုံးခွာရွာအနောက်ဖက်ခြမ်းမှာအရတားပြည်သူစိုက်ပျိုးပင်များထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်မလလီရည်နီမှာ၆ရက်နေထိစစ်ကောင်စီကတမဟာတင်နေမျိုးကိုလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးအများပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးအရတားပြည်သူများထိုင်းလန်ကြောင်ရုံးခဲ့ရကြောင်းသိရပါတယ်။ စစ်ကောင်စီက KNU အုပ်ချုပ်နေမြေများရှိကျေးရွာများပိတ်မှတ်ထားတဲ့လေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေစတိုက်ကျူးလွန်လျက်ရှိပြီးအရဲသားပြည်သူတိုက်ဆုံတိုက်ခိုက်မှုတွေမကြာခဏဖြစ်ပေါ်နေရလို့သတင်းမှဖော်ပြပါရှိပါရရှင်။